ားလုံးပဲမင်္ဂလာပါရှင် market ပါဒီ video file လေးမှာတော့ market ကရွှေချိန်တဲ့နီးလေးကိုဒီစာနဲ့တင်နေတာမျိုးပဲမဟုတ်ပဲねအဲဒီ live ချိန်စက်မှာဘယ်လိုကြည့်ရလဲဆိုတာလေးကိုပြပြပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့အဲဒီ market က white ဘုံမှာရေးပြတဲ့တစ်ချက်မှာ16ပွဲတစ်ဘဲမှာရှိရွေးတရွေးမှာ10 point ဒါမျိုးပြပြတယ်တစ်ချက်မှာ16ပွဲကိုလည်းနားလဲကြတယ်တရွေးမှာ10 point ဟိုတစ်ဘဲမှာရှိရွေးရှိတာကိုလည်းနားလဲကြတယ်နောက်တစ်ခုက တရွေးမှာဆက်ပွားရင်ကိုနားမလဲကြဘူး။ဟိုးရင်ခေတ္တဝတ်လူတွေဆိုရင်တော့ဒီဆွေစည်းကအရင်မများတဲ့ခါကျရင်ပွဲကနေလောက်ကိုပတ်စံကမယူကြတော့ဘူး။ထဲမတွေ့ကြတော့ဘူး။ရွေးကိုပဲထဲတွေ့ကြတာပေါ့နော်။ဆိုတော့အခုကဆွေစည်းကဆစ်ဆက်လဲကြော်နေပြီဆိုတော့အကုန်လုံးထဲတွေ့ကြတာပေါ့နော်။ဒါကြောင့်မို့လို့ဒီချိန်စစ်ကြီးနီးလေးကိုပြောပြပေးမှဖြစ်ပါတယ်။အဲ့ဆိုရောချိန်စစ်ကိုအဖွဲပိတ်လောက်တာချိန်စစ်ဖရန်ရှေပြောင်းတာနောက်တစ်ခုကကျတော့ချိန်စစ်ကိုဘယ်လိုဖက်ရလဲဆိုတာကိုလည်းတည်ပြီးမှဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့ချိန်စစ်ချိန်နီးလေးကိုလာကြည့်လိုက်ပါ ဒါဆိုရင်ဒီမှာဆိုရင်ဗောနော် okay ကြီကားဖွဲ့ထားပြီးသားကိုပြန်ပိတ်လိုက်မယ်မခင်ကဒီနေ့ဘေးမှာ clock ကလေးရှိတယ် okay ဟုတ်ပြီဒါဆိုရင် clock ကလေးကိုပြန်ဖွင့်မယ်ပြန်ဖွင့်မယ်ဆိုရင်ခဏဆောင်မယ်โอเคအဲ့ဆိုရေဒီနာမမြင်ရလားမသိဘူးဒီလိုခိုင်းတယ်မမြင်ရလား ရရတယ်ဒါဆိုရင်ဒီမှာပထမတင်ရတနေရာ0ရှိမယ်နောက်ပြည့်ဒီမှာဓာတ်သမကနန်းလေးတွေ့ရလားဒီမှာဓာတ်သမကနန်းလေးရှိရဲနောက်ပြည့်သုံးရနှလုံးရှိရဲနောက်ပြည့်ဒီမှာ point ကလေး1 point ရှိရဲဓာတ်သမကနန်းနောက်တစ်ခုကကျတော့ဒီမှာအဲဒီမှာဟိုပါဘောနော်အဲကနဲတုံညာတလုံးရှိရဲဒါရွေးနေရနောက်တနေရာက point နေရဖြစ်ပါတယ်ဆိုတော့ဒီဟာကကျတော့ MG1 နဲ့ချိန်ထားတာဖြစ်ပါတယ်ရကုတ်ချိန်ပေါ့နော်အဲဒီစနစ်သစ်ချိန်ခွဲဖြစ်ပါတယ်ဘောနော်စနစ်စနစ်သစ်ကိုချိန်ကျင်နေဆိုရင် MG4 လို့ MG5 လို့ပြောရမှာ MG2 ကတော့ mentally တို့ဒီ ဖြစ်မှာတုံးတယ်အဲ change နည်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒါ image white image white ဆိုတာအခုစနစ်တင်းနဲ့ရောင်းတဲ့ unit ကိုဖြစ်ပါတယ်ဒါပြီးဆိုရင်ဒါဆိုရင်ဒါလည်းမတော့ဘူးပေါ့နော်ဆိုတော့နောက်တစ်ခုဒါဆို market rate ကတော့ MT1 နဲ့ပဲချိန်ပြမှာဖြစ်ပါတယ်ရှင်။မတီခုနေ့တော့ရွှေဝဲလာတာလေးချိန်စစ်ချိန်စစ်ကြည့်စစ်ပြီးသွားရင်လားပြန်ချိန်ရတယ်မလားဆင်းလိုက်နော် အဲ့ဆိုရင်ဒီဟာဆိုရင်ဒီဒီမှာဆိုရင်ခြေစစ်လေးကိုဖက်ပေးကြည့်ပါဒါဆိုရင်ဘလောက်လောက်ရှိလဲကင်မရာမဲဖက်ပါကင်မရာမဲဖက်အဝေးလေးရေတော့ဒါဆိုရင်ဒီမှာကြက်နေရာမှာမရှိဘူးပဲနေရာမှာ6ရှိတယ်ရွေးနေရာမှာ4ရှိတယ်နောက်တစ်ခုကကျတော့ point နေရာမှာ3ရွေးရှိတယ်ဒါ3ရှိတယ်ပေါ့နော်ဒါဆိုရင်သူ့ကိုဘယ်လိုဖက်ရလဲဆိုတော့6ပဲ4ရွေး3 point လို့ဖက်ရပါတယ်ရှင်ဆိုတော့နောက်တစ်ခုကိုထပ်ချိန်ကြည့်လိုက်မယ် ဲကြိုက်တော့ဒါပဲနေရာမှာ10ပဲရှိတယ်10ရှိတယ်နောက်ပြီးရွေးနေအဲရွေးနေရာမှာနရွေးရှိတယ်ဟို point နေရာမှာ10 point ရှိရင်သူ့ဖက်ရမယ်ဆိုရင်10ပဲနရွေး10 point လို့ဖက်ပါတယ်အဲကျေးဇူးများတင်ပါတယ်မားကတ်ပါဒါဆိုရင်တော့ချိန်စစ်လေးကိုကြီးတက်သွားပြီလို့ထင်ပါတယ်ရှင်